ရန်နေမပြောနဲ့ငါတို့ကလိုအပ်တာကိုပြောတယ်ရထားတဲ့သတင်းဘလောက်မှန်လဲဆိုတာတန်တမန်နေတော့တွေ့ဖို့အတွက်နော်ဒေါ်အောင်ဆန်းစုကြည်အမေအိုကြီးကိုအမေအိုကြီးကိုလှုပ်ရှားနေတဲ့အကောင့်နေကောင်မတွေဒီအချိန်မှာလှုပ်ရှားပြီးတောင်းဆိုတဲ့နေဒါကိုပြောနေတာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငလင်းပေးတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုမရှိကြဘဲဖြစ်ထားသည့်အပေါ်ဂိုးရှယ်ရေးမှဝေဖန်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ် ဒေါ်အောင်ဆန်းစုကြည်လက်ကျိုးသွားမှုကြောင့်ကုသမှုခံယူနေရဒေါ်အောင်ဆန်းစုကြည်ကအချင်းထောင်ထဲမှာမရှိတော့ဘူးသူ့ကိုဝင်ကြီးတွေနေတဲ့အိမ်ယာဘက်မှာပို့ဆောင်ထားတာလို့နေပြည်တော်အရေးနှိဆက်သူထံကသိရပါတယ်စကိုင်းငလင်လှုပ်ခတ်ချိန်တွင်ဒေါ်အောင်ဆန်းစုကြည်ဟာနေအိမ်ဒုတိယထပ်မှာတရားမှတ်လမ်းလျှောက်နေတာဖြစ်ပြီးပထမထပ်နဲ့ဒုတိယထပ်ပြူကြလို့ဘဲဘက်လက်ဖြန်ကျိုးပြီးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ် အခုလိုနိုင်ငံတော်အတိုင်ပင်ခံတန်ရာရတဲ့တရင်ကိုစစ်ကောင်စီဘက်ကတရင်အမှောင်ချထားမှုများပြုလုပ်ထားပြီးစကိုင်းငလင်မတိုင်ခင်အဆိုပါနေအိမ်မှာပဲထိုင်းနိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုများလည်းရှိခဲ့ကြောင်းသိရှိရပါတယ်။မလ28ရက်ကဖြစ်ပွားခဲ့တဲ့စကိုင်းငလင်ကြောင့်နေပြည်တော်မှာလူဦးရေပေါင်း489ဦးသေဆုံးခဲ့ပြီးအဆောက်အဦပေါင်း2015လုံးပြိုကျပျက်စီးခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်အစမကြည့်တာကိုပြောပြမယ်နော်။ အာဒီ NUG ကိုကျွန်တော်ကမထောက်ခံဘူးလို့လည်းပြောပြီးသားဟိုဘက်မှာ NLD အစိုးရရှိတယ်လို့ဆိုတဲ့အတွက်ကြောင့်ကျွန်တော်မထောက်ခံတာ NLD အစိုးရကြီးကပြတ်သွားပြီဆိုရင်ကျွန်တော်ထောက်ခံလိမ့်မယ်နော်ရှင်းရှင်းပြောနိုင်ငံရေးကိုပြောင်းပြန်လှုပ်ရှားတာဒါခင်ဗျားတို့ကျွန်တော်ပြောပြတာနာဂစ်ဖြစ်တော့ဒေါအောင်ဆန်းစုကြည်ဘယ်လိုထိခိုက်ပျက်စီးနေလဲဆိုတာကျွန်တော်တောင်းဆိုခဲ့တယ်နော်အဲ့ဒီအချိန်မှာဂမ်ဘာဒီရအောင်တွားတွေ့ဒါခင်ဗျားတို့ကျွန်တော်ပြောပြတာ ရှင်းရှင်းပြောရင်ဒေါ်အောင်ဆန်းစုကြည်ကကျေးဇူးကမနှဲဘူးဗျအန်နူးကြီးပေါ်မှာနော်ဆွေစဉ်မျိုးဆက်တားစဉ်ပေါင်းဆက်လှူစားလို့ရတယ်လှူစား권နေခင်ဗျားတို့လှူစားခဲ့ကြတယ်ခင်ဗျားတို့ဒီမှာအေးအေးဆေးနေနေကြပြီဟိုကယ်လီဖိုးနီးယားက88ကကိုကိုလေးကိုလည်းပြောမယ်မင်းတို့ကိုးကွယ်နေတဲ့ဖာသင်မပန်ဆယ်လို့မင်းတို့ပြောလိုက်ငါဆောက်ယူမဟုတ်ငါဆိုးရဝင်တယ်နော်မင်းက88မှာငါနဲ့ပတ်သက်ခဲ့တဲ့ကောင်ကိုကိုလေး နော်မင်းတို့ကလည်းငါပြောမယ်မင်းနိုင်ငံသားငါနိုင်ငံသားငါအစိုးရဝင်တယ်မင်းစုံစမ်းခွင့်ရှိတယ်ဟုတ်လားနော်စောက်ရမ်းနေမပြောနဲ့ငါတို့ကလိုအပ်တာကိုပြောတယ်ရထားတဲ့တရင်ဘလောက်မှန်လဲဆိုတာတန်တမန်တွေသွားတွေ့ဖို့အတွက်နော်ဒေါ်အောင်ဆန်းစုကြည်အမေအိုကြီးကိုအမေအိုကြီးကိုလှုပ်ရှားနေတဲ့အကောင့်နေကောင်မတွေဒီအချိန်မှာလှုပ်ရှားပြီးတောင်းဆိုတင်တယ်ဒါကိုပြောနေတာနော်မင်းတို့လူရုပ်မာတွေအောက်တန်းစားတွေ ဒါမျိုးမလုပ်ရဘူးကနိုင်ငံရေးဆိုတာနော်တခိုးချပိုးတွေလူလိမ့်နေနော်ဝင်းထိန်နဲ့အိတ်လိုက်တာနဲ့လူရဝင်သွားတဲ့ဖာတယ်မဟုတ်မင်းတို့အိုကိုးွယ်နေတာနော်ငါနိုင်ငံသားခွင့်လွှတ်ဘူးမင်းတို့တွေးလိုက်မယ်ငါလှုပ်တက်တယ်ကိုကိုလေးမင်းငါငါဘာသာစကားဘလောက်ကျွမ်းကျင်တယ်ဆိုတော့မင်းတို့သိတယ်မင်းတို့88ရောက်ကောင်းနေသိတယ်နော် statement နေငါပဲရေးခဲ့တာ ခြေကားကိုညီလာခဲ့ပြန်တန်းတစ်ခုလုံးရေးခဲ့တာငါကွာနော်စောက်ယူယောဂာနဲ့စောက်ချုံးမပြေနေမလုံနဲ့ငါ88ကိုမဖိုက်ဘူးမင်းတို့ဖားသေးကိုကိုးွယ်တဲ့ကောင်တွေကိုဖိုက်တာဟုတ်ပလားဒီမှာရဲဘော်အောင်မြင်ထုံးလို့ရှိရဲ့အကုံရှိတယ်ဘဲကောင်ကဘာလဲဆိုတာအားလုံးသိတယ်ဟုတ်ပြီလားမင်းတို့အမဲအိုကြီးကိုမင်းတို့ပြစ်ထားလို့မင်းတို့လှုပ်ရှားထားတဲ့ကောင်တွေကောင်မတွေတို့ပြောနေတာ ဒီချိန်မှာမင်းတို့တောင်းဆိုရမယ်တိုက်တွန်းရမယ်နော်ဒီသတင်းမှန်မမှန်ရအောင်မင်းတို့တွေ့ရမယ်တွေ့နိုင်တဲ့တန်တမန်ရအောင်လုပ်ရမယ်ဒါကိုပြောတာဟုတ်ပြီလားဗမာနိုင်ငံကြီးမင်းတို့ထင်လောက်မလွယ်ဘူးကွာမင်းစစ်တပ်ဆိုတာအမြဲတမ်းရုပ်မာနေတဲ့လူရုပ်မာကြားထဲမှာမင်းတို့လှုပ်ရှားထားတဲ့အမေအိုကြီးရောက်နေတာဒါကိုပြောတာနော် တို့တွေ့မယ် TBS visa တွေငါတမပြမယ်ငါအစိုးရဝန်ထမ်းတော့ကိုကိုလေးမင်းနိုင်ငံရေးတမရတယ်မင်းနိုင်ငံသားမင်းစုံစမ်းလို့ရတယ်ဘေးကဖားတယ်ဖားကောင်းပောက်ပန်း၄၀လာမစုံစမ်းနဲ့ဟုတ်ပြီလားဒါပဲ